25ခုနှစ်အောက်တိုဘာလ6ရက်ဒီနေ့တင်းနာနေ့အတွက်ခொနည်းသားမီးအလုံးလုံးအတွက် numerology ကဏ္ဍပင်ဟောကိညာဆိုရင်တော့ခொနည်းသားမီးအလုံးလုံးအတွက်ပျော်ရွှင်ဝမ်းမြောက်ဖွယ်နေ့ဖြစ်ပါတယ်အဖို့တန်လက်ဆောင်ပစ္စည်းရတာမျိုးတရင်ကောင်းကြားရတာမျိုးအဆက်အသွယ်ကောင်းနေရတာမျိုးတွေကြုံရတတ်ပါတယ်ရဝေးရောက်နေတဲ့သူတွေစီကနေကောင်းတဲ့အဆက်အသွယ်ကောင်းတဲ့တရင်တွေကြားရပါလိမ့်မယ် စာရွက်စာတမ်းစာချုပ်စာတမ်းကိစ္စတွေအတွက်အခွင့်အရေးကောင်းတွေပေါ်မယ်အယောင်းဝန်ကိစ္စကုံသွယ်တဲ့ကိစ္စတွေအတွက်အောင်မြင်မှုအထူးတွေပေါ်မယ်ရင်းရထားတို့လျှက်စပစ္စည်းတို့အထူးအဘိုးတံပစ္စည်းမျိုးတွေဝယ်ရာရောင်းတာမျိုးတွေအတွက်အောင်မြင်မှုရမယ့်နေ့ဖြစ်ပါတယ်ခင်ဗျာဒီလိုနေ့မှာခொနည်းသားမိအားလုံးကံထူးကောင်းမှုလို့အတွက်ကတော့တကြီးရွယ်ဦးမိဘဆရာသမားတို့ကို စားဝယ်တောက်ပွဲကိတ်မှုချွတ်ချင်း လူပွဲတို့နဲ့ပူဇော်ကြော့၍အဋိဌံပြုကဆူတောင်းခြင်းအားဖြင့်ကောင်းသောကံတရားအခွင့်အမြားရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှားကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုအတွက်ဆိုရင်တော့မနေ့စောစောမှာဘုရားစီတီပရဟံထဲမှာရှိတဲ့ဗောဓိညောင်ပင်ကိုရေသွန်းလောင်းပြီးအောင်မြင်ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေဒနိယတင်းနာနေပွားပုတိဝါဇာတာရှင်နေဖြစ်ကြပါလေခင်ဗျာ ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနစ်တာလုံးကံထုကောင်းမှုကုသိုလ်ရည်ရည်ဖြစ်ကြတော့အဘိုးအပွားတို့ကိုအာဟာရဒါနကုသိုလ်ပြုပြီးမွေးနေ့အလှူဖြင့်လှူဒန်းလိုက်ဖို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့၃ညကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့တတဝဘေးမဲ့လွတ်ပြီးငွေကံကောင်းမှုအတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာဈေးဝလက်ခေါ်ရရဖြစ်ကြတော့မိမိတို့ရဲ့စိုင်ရှိမျက်နှာတာကိုဒီလိုနေ့မှာ အချိုရည်နှဲငယ်ပက်ဖြန်းပြီးရောင်းပန်းသာဝယ်ပန်းလှဖို့ဆူတောင်းလိုက်ပါလေဒီနေ့မှာအမှုအခင်းကြုံနေတဲ့သူတွေမိသားစုဆွေမျိုးမှရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအတွက်ဆူတောင်းပြီးစွန့်ခံကြတဲ့ကိုရင်ဥစဉ်ကိုလိန်မော်သည့်လောင်းလူ၍ဆူတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာကျမ်းမာရင်ညနေရသူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ကျမ်းမာရင်ညသူအတွက်ဓာတ်စာဖြစ်တဲ့ဒီလိုနေ့မှာမြင်းခွာရတော့အနေငယ်စတိစပြီးဆူတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာ အချင်းမြတ်တိုင်းအိမ်တော်ရင်အစဉ်ပြေဖို့လို့တွက်ကတော့နီးစတဲ့ကလင်းငံတယောက်ကိုအဝါရောင်ပါတဲ့အင်ကြီးလေးတစ်ထည်လက်ဆောင်ဝယ်ပေးလိုက်ခြင်းအပြင်တာယာပျော်ရွှင်ပွဲဖြစ်ပါလိမ့်မယ်ခင်ဗျာ။